တော်တော်ရှင်တွေအားလုံးသားလေးစွာပါ Development Media Group DMG ရဲ့2025ခုနှစ်ဧပြီလ23ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ် ီကနေ့အစီအစဉ်မှာတော့ကြောက်ပြူတိုက်ပွဲမှာစစ်ကောင်စီကစစ်တပ်လေထီးတွေတွင်တွင်ကြည်ကြည်အုံပြူလာတဲ့တဲ့င်မိုးမကြခင်နေတွေဆောက်လုံနိုင်ရဲ့စစ်ပေးလျှောက်တွေလိုလားနေတဲ့အကြောင်းမြန်မာအပြည့်ရမှုကိုစောင့်ကြည့်ဖို့လာရှိုးကိုတရုတ်ကိုယ်စားလှယ်အဖွဲ့ဆေလွှတ်ထားတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်။ဒီအစီအစဉ်ကိုကျမမျိုးတီရီကျိုအပါအဝင်မမြမြနှုတ်ကိုထင်းနိုင်ဦးမမရီတို့နဲ့အတူပူပေါင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီကစက်တဲလက်ထီတွေတင်းတင်းကျပ်ကျပ်အုံပြရတဲ့တဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီကစက်တက်လေထီပါရာမော်တာတွေကိုတွင်တွင်ကျကျအသုံးပြုလာနေတယ်လို့သိရပါဗျ။စက်တက်လေထီတွေကိုမက်ရှလာတတိယဘက်ကနေစပြီးကြောက်ဖြူမြို့ပေါ်ရဲကွက်တွေမှာလေကျဉ်ဆန်တန်ခဲ့ပြီးအေဗလာအစောပိုင်းကနေစစ်မြေပြင်မှာနေစဉ်အသုံးပြုတိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။စက်တက်လေထီတွေနဲ့လူနေကျေးရွာတွေကိုပါပုံကျေးတာတွေရှိနေပြီးကလဘာပြင်းရှေမလွန်ကျင်းနဲ့တိုင်းချောင်းကျေးရွာတွေမှာနေအိမ်ပျက်စီးတာကျွေးနွားတွေထိခိုက်သေးဆုံးတာတွေလည်းရှိနေတယ်လို့သိရပါဗျ။စစ်ကောင်စီကတိုက်ပွဲအတွင်းစက်တက်လေထီနှစ်စီးတည်းမင်းအသုံးပြုနေ တာဖြစ်ပြီးတော့အဓိကညဘက်အချိန်မှာဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတာလို့စုံစမ်းသိရှိရပါတယ်။စစ်ကောင်စီကစက်တက်လက်ထီတွေကိုပိတ်ခဲ့တဲ့နှောင်းစစ်လေနစ်ကုံပိုင်းကနေမန္တလေးမကွေးနဲ့စကိုင်းတိုင်းတို့မှာဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီးတော့လက်ရှိမှာနိုင်ငံအနှံ့မှာအုံပြလာနေတာဖြစ်ပါတယ်။အဲ့ဒီစက်တက်လက်ထီတွေဟာတနအီကိုမန်60ဝန်းကျင်နဲ့အမြင့်ပေ1000ကျော်ပြန်တန်းနိုင်ပြီးတော့လူနှုတ်ဦးလိပ်ပါစီးနင်းနိုင်တဲ့အပြင်အလေးရှင်အပြင်တဒန်နီမခံနိုင်ရရှိတာကြောင့်အမြောက်ဆန်နဲ့လက်ပေဘူးမြောင်းမြောင်းစွာကိုတင်ဆောင်နိုင်တယ်လို့သိရပါတယ်။ 我没家坑。Moment, okay. ်နေရင်တွေဆောက်လုပ်နိုင်ရေးစစ်ဘေးရှောင်တွေလိုလားနေတဲ့တည်င်းကိုပြောပြပေးမှာပါမကြမ်းမင်းရဲ့ရှင်ကာလာမိုးတွင်းရလာဒီကိုရောက်လာတော့မှာဖြစ်တာကြောင့်လွန်ချွန်တဲ့အမော့ကအောက်ရရှိနိုင်ရဲ့အတွက်စစ်ဘေးရှောင်တွေလိုလားနေကြပါတယ်ရခိုင်ပြည်အနေနဲ့စစ်ဘေးရှောင်တွေမှာတောတောင်တွေမှာတာပေါ်လင်စားတွေနဲ့တစ်ထိုးနေထိုင်ကြရသလိုစခန့်အတွင်းနေထိုင်ကြတဲ့စစ်ဘေးရှောင်တွေမှာလည်းအမော့ကတွေပောက်ပြေးဟောင်းနှဲနေတာကြောင့်အကူအညီလိုအပ်နေကြတာဖြစ်ပါတယ်ပုံနှံချင်းမျိုးနဲ့အတွင်းကစစ်ဘေးရှောင်တွေမှာစာတင်ကြောင်းဘုံကြီးကျောင်းတွေအပြင်ကောလန်းနေဘေးတွေမှာယာယီတစ်ထိုးနေထိုင်တဲ့စစ်ဘေးရှောင် င်တွေလည်းရှိနေပါတယ်။လက်ရှိတပွေးတွေဖြစ်ပေါ်နေစေဖြစ်တဲ့ကြောက်ဖြုံမြို့နယ်အတွင်းကစစ်ဘေးရှောင်တွေမှာယာယီတေးတွေနဲ့နေထိုင်ကြပြီးမောရသည်ကိုဖျက်ဆီးဖို့စိုးရိမ်နေကြပါတယ်။မုံတော်မြို့နယ်အတွင်းမှာလည်းနေရက်မပြတ်သေးတဲ့စစ်ဘေးရှောင်တွေရှိနေပြီးနေတွင်ပြုတ်ပင်ဖို့အကူအညီတွေလိုအပ်နေကြပါတယ်။တစ်ဖက်မှာလည်းအာရခတ်တက်တော်အေကစစ်ဘေးရှောင်တွေကိုဝါတနည်းတွေကူညီပေးနေပေမဲ့လိုအပ်ချက်တွေရှိနေပြီးနိုင်ငံတကာအဖွဲ့အစည်းတွေအရက်ဖက်အဖွဲ့အစည်းတွေဝင်ရောက်ကူညီပေးဖို့လိုအပ်နေတယ်လို့လူမှုရေးတပ်ချွတ်လှုပ်ရှားသူတွေကထောက်ပြကြပါတယ်။ရခိုင်ပြည် တင်းစစ်ဘေးရှောင်အိုးရဲ့၅သိန်းနီးပါးရှိပြီးမကြမ်းမင်းရလာမယ်မောရတီကိုဖျက်သိမ်းဖို့လုံခြုံတဲ့အမော့ကအောက်ကိုရရှိနေဖို့လိုအပ်လို့ရှိနေပါတယ်တဲ့ဒန်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်စစ်ကောင်စီအပြည့်ရဲ့ကြီးညာပြီးမြေပြင်တွင်ဘုံကျင်းမှုဆက်တက်လုပ်နေတဲ့တည်င်းကိုလည်းပြောပြပြချင်ပါတယ် ငလျင်ပြင်းလေထူထောင်ရေးနဲ့ငင်းချင်းရေးကိုရှေ့ရှုပြီးစစ်ကောင်စီကယာယီအပြစ်ရဲ့ကြောင်းကြေညာထားပေမဲ့မြေပြင်မှာလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့တာတွေစစ်တိုက်လှုံ့ဆော်နေပါတယ်။ဧပြီလ22ရက်နေ့မှာရှမ်းပြည်နယ်နောင်ရှိုမြို့နယ်အုံမတီရွာကိုဥတည်ပြီးစစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်၅လုံးပျက်စီးခဲ့တယ်လို့တအောင်းတက် TNL ကမနေ့ကထုတ်ပြန်ပါတယ်။ဧပြီလ21ရက်နေ့ကလည်းနောင်ရှိုမြို့နယ်တောင်ခဲရွာမှာရှိတဲ့အမှတ်902တက်စခန်းအနီးတိုက်ပွဲဖြစ်ပေါ် ေါ်နေရှင်စစ်ကောင်စီကအစိမ်ငွေဘုံ15လုံးကျေရှာခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုအစိမ်ငွေဘုံတွေနဲ့တိုက်ခိုက်ခဲ့တဲ့အတွင်း TNL တပ်ဖွဲ့ဝင်စီဦးဒံရရရှိတော်ပြီး3ဦးမှပြင်းထန်ဒံရခံစားနေရတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ငလျင်ပြင်းလေထူထောင်ရဲလုံငယ်တွေအချိန်အဟုန်မြင့်တယ်လှုပ်ဆောင်နိုင်ဖို့အတွက်အပြည့်ရတဲ့ရက်ကို April 23ရက်နေ့ကနေ30ရက်အထိထက်မဲ့တူးမြင်ကြောင်း April 22ရက်မှာစစ်ကောင်စီကထုတ်ပြန်ထားပါတယ်မြန်မာအပြည့်ရမှုကိုစောင့်ကြည့်ဖို့ လာရှို့ကိုတရုတ်ကိုယ်စားလှယ်အဖွဲ့ဆီလွှတ်တဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်နဲ့ကိုကန့် MNDAA တို့ကြားအပြစ်ခတ်ရဲစေးမုံကိုစောင့်ကြည့်ဖို့အတွက်အဖွဲ့တစ်ဖွဲ့ဆီလွှတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကဧပြီလ22ရက်နေ့မှာပြောကြားလိုက်ပါတယ်။ MNDAA ဟာရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့စစ်ကောက်စီရဲ့အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တေရှိယာလာရှိုမြို့ကို2024ခုနှစ်ဩဂတ်လမှာတင်ယူခဲ့ပါတယ်။အခုနှစ်ဇန်နဝါရီလအတွင်းမှာတရုတ်ရဲ့ဂျောင်းဝင်စစ်ဆင်မှုနဲ့တရုတ်ပြည်ကူမင်းမြို့မှာနှစ်ဖက်တွဲဆုံဆွေးနွေးတာတွေပြုလုပ်ခဲ့ပြီးတဲ့နောက်အဖြစ်ရရတရုတ်ဝင်သဘောတူညီချက်ရရှိခဲ့တယ်လို့တရုတ်ဘက်ကပြောကြားလာတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ MNDAA တက်တွေဟာလာရှိုကပြန်လည်ဆုတ်ခွာသွားပြီဖြစ်တယ်လို့စ စ်ကောင်စီတပ်တွေဟာလည်းလာရှုမြို့တွင်းကိုဝင်ရောက်လို့ရှိနေပါတယ်။လက်ရှိမှာမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်ဦးဆောင်တဲ့အဖွဲ့ဟာလာရှုကိုရောက်ရှိနေပြီးတော့အလွေအပြောက်ကိုကိုယ်တိုင်စောင့်ကြည့်နေတယ်လို့မြန်မာသတင်းမီဒီယာတို့ရဲ့ဖော်ပြချက်တွေအရသိရပါတယ်ရှင်။လက်နက်ကြီးနဲ့မိုင်းအင်ဒရီကြောင်း ကျောက်ဖြူမြို့နယ်မှာနွားတရာကျော်တည်ဆုံးခဲ့တဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးခြင်းပါတယ်။တိုက်ပွဲဖြစ်ပေါ်နေတဲ့ကျောက်ဖြူမြို့နယ်မှာလက်နေကြီးကြရောက်တာနဲ့မြေမြုံမိုင်းပောက်ကွေးတာတွေကြောင့်ကြေးရွာ20လောက်ကနွားအကောင်ကြီး120ထက်မနည်းတည်ဆုံးခဲ့တယ်လို့သိရပါတယ်။ကလဘာ၊ပုံတော်၊ဂုံးချင်း၊နဖက်တောင်၊ကန်ဒီ၊မင်းကျောက်တစ်စတဲ့ကြေးရွာအနီးတွေမှာ2024-20ဘိုင်းကနေမြေမြုံမိုင်းနှင်းမိတာကြောင့်နွားအကောင်ကြီး40ကျော်တည်ဆုံးခဲ့တယ်လို့ရော့သားတွေကပြောပါတယ်။ ဖေဖော်ဝါရီလကနေစတင်ခဲ့တဲ့တိုက်ပွဲအတွင်လက်နက်ကြီးနဲ့မြေမြုံမိုင်းတွေကြောင့်ဥကင်း၊ကက်တင်း၊စင်မော၊ရှောက်ရှောင်း၊ကဲ့သပြေစားတဲ့ကြေးရော်တွေကနောအကောင်ရင်80လောက်တည်ဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။လက်ရှိမှာထွက်ပြေးတင်းချောင်နေရတဲ့ဒေသခံတွေမှာစစ်ဘေးရှောင်ရှင်သူတို့ရဲ့နောတွေကိုပါတပါးတည်းယူဆောင်ကြပေမဲ့တချို့မှာအရေးပေါ်အခြေအနေကြောင့်ကျွေးနောတွေကိုပစ်ထားခဲ့ရတယ်လို့ဆိုပါတယ်။ကြောက်ပြူဒေသတွေကတောင်သူတွေဟာနောတွေကိုလေယာဉ်ကန်တာအပြင်တေယူပို းဆောင်ရေးတွေမှာလည်းတွင်တွင်ကြည်ကြည်အသုံးပြုတယ်လို့သိရပါဗျ။ဒါအပြင်လုပ်ငန်းခွင်သုံးနော့တကောင်ကိုငွေကျပ်15သိန်းကနေသိန်း40ကျော်ပေါက်ဈေးရှိတာကြောင့်တည်ဆုံးတဲ့နော့ပိုက်ခြင်းတွေကနှစ်နာကြရပါဗျ။ကြောက်ဖြူမြို့နယ်ကလပါ၊မလာကျွန်း၊ပြင်းရှေ၊ဂုံရှင်း၊အုံတော်၊နှဲ့ဖေတောင်၊မင်းတက်တောင်ပြိုင်းစစ်ကဂန်ဒီစတဲ့ကြေးရော်အနေတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမြေမြုံမိုင်းတွေထောင်ထားခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေကတော့ RFA နဲ့ VOA လုပ်ငန်းတွေပြန်လည်လေပတ်ခွင့်ပြုဖို့အမေရိကန်တရားရုံးဆုံးဖြတ်တဲ့အကြောင်းပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒိုနယ်ထရန့်ရဲ့ပိတ်ပင်တားဆီးမှုကြောင့်ရန်နာထားရတဲ့လွတ်လပ်တဲ့အာရှအသံ RFA နဲ့အမေရိကန်အသံ VOA လုပ်ငန်းတွေပြန်လည်လုပ်ကပ်ခွင့်ရစေဖို့ အမေရိကန်ဖက်ဒရယ်တရားသူကြီးကအမိန့်ရှာမဲ့လိုက်တယ်လို့ရိုက်တာသတင်းတရက်မှာဖော်ပြထားပါတယ်။အဲ့ဒီသတင်းဌာနတွေအပေါ်ပိတ်ပင်တားဆီးတာတွေကိုဆက်လက်မပြုတ်လို့ဖို့နဲ့လုပ်ငန်းပြန်လည်လောက်ကခွင့်ပြုစေဖို့တရားစွဲဆိုတာတွေကိုလက်ခံသုံးသပ်ပေးတဲ့အမေရိကန်တရားသူကြီးကဒီကနေ့မှာအမိန့်ရှာမဲ့လိုက်တာပါ။ RFA, VOA တို့ဟာကမ္ဘာမီဒီယာဆိုင်ရာ American Agency USAGM အမြင်ရတဲ့အစိုးရဌာနလက်အောက်မှာလေပတ်နေတာဖြစ်ပြီးတော့ Trend ရဲ့ Meshna ကဆုံးဖြတ်ချက်ကြောင့် USAGM ငွေနဲ့လေပတ်နေတဲ့သတင်းဌာန ်တွေကဝန်ထမ်းတွေမှာဆိုင်းငံ့ခံထားရတာလည်းဖြစ်ပါတယ်။လက်ရှိမှာ Trend ရဲ့အမိန့်ကြောင့်အလုတ်ကိုင်ခိခိုက်သွားတဲ့သတင်းဌာနတွေကဝန်ထမ်းတွေဟာ USAGM ဌာနကိုတရားစွဲဆိုမှု6ခုပြုလုပ်ထားတယ်လို့လည်းသိရပါတယ်။ American တရားသူကြီးရဲ့အမိန့်ကြောင့် BOE နဲ့ RFA တို့အသံလွှင့်လုပ်ငန်းတွေပြန်လည်လေပတ်နိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲညံလိုက်ပါတယ်။ ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်တွေဆိုရင်တော့အပေါင်း66 839 63 633 63ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအရှိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နေပါတယ်။နားတော်တာဆင်ရတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။